ဟုတ်ကဲ့ဒီပါမှာဒါပြင်ကလေးငယ်တွေအတွက်လက်လုံကြုံအယုတ်ကလေးများကိုလည်းတခါတည်းပြုတ်လို့ရောင်းချနေတာဖြစ်ပါတယ်ဘာလို့ကျင်တာလဲငွေငကားကြီးလို့ကျင်တာဟုတ်လားအဲ့ဒါရောအဲ့ဒါဟိုထောင်ကားနေပြပွဲမှာအမတ်တရအထိမ့်မဲ့ပစ္စည်းတွေဖြစ်ဥရွှေရုပ်ပလာစတာရုပ်ထုအင်ဂျင်များစာအုပ်တော့ကျိတ်များရောင်းချနေတာကိုတွေ့ရပါတယ်။ရောင်းချတဲ့အခါမှာရရှိလာတဲ့အကျိုးမြတ်တွေကိုကာတွန်းအသင်းအဖွဲ့ဖွဲ့စည်းဖို့ရှိတယ်လို့ကာတွန်းနှစ်တရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးမမအောင်ကပြောပါတယ်။ ပွဲတော်ကျင်းပရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဥမမအောင်က အခုလိုပြောပါရယ်အမှန်တော့ဒီကာတွန်းဆရာတွေအတွက်ဒီဟိုနှစ်တရာပွဲဆိုတာတော့ဒါဟိုကျုံတောင်းကျုံကဲပေါ့နော်ဒါဟိုနှစ်နေရာဆိုရင်ဒီကိုတို့လက်ရှိမှာမဟုတ်တော့ဘူးပေါ့လေအဲ့တော့ဒီနှစ်တရာပွဲမှာကာတွန်းဆရာတွေအားလုံးရဲ့ဆန္ဒဒီနှစ်တရာပွဲကိုနော်အောင်အောင်မြင်မြင်နဲ့ဖြစ်ချင်တာပေါ့အဲ့ဒီအတွက်ဒီပွဲကိုကျင်းပတာဟိုဆရာလူဟောင်းတွေရောဒီဘက်ခေတ်လူငယ်တွေရောဆိုရင် အားလုံးဟိုပါပေါ့ ကား300လောက်ရှိပါတယ်။ဒီပွဲတော်မှာတော့အခုဒီခက်သုံးခက်ကိုထင်ဟပ်တဲ့ကာတွန်းတွေပေါ့လေ။နော်ဟိုဒီဇာယူရှိတလီတို့ကဒီနေချက်ဒေါ်လာရေးဟိုဒီဒီခက်ကနေပြီးတော့ဒီအမျိုးသားလွမြောက်ရေးပေါ့ကာတွန်းတွေရေးဆွဲရာနေပြီးတော့ဒီဘက်ခက်နော်ဟိုခက်သုံးခက်ကထင်မြင်ဟပ်တဲ့ကာတွန်းတွေစီစဉ်ထားတယ်။နောက်ပြီးတော့ဒီ မကရီကေချာနဲ့ပတ်သက်တဲ့ပုံတွေနောက်ပြီးတော့ဒီကတ်တွန်းရုပ်ရှင်နဲ့ပတ်သက်တဲ့စာတမ်းတွေဖတ်မယ်နောက်ပြီးတော့ဒီကတ်တွန်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေရှိမယ်ပြီးတော့ကတ်တွန်းဆရာတွေရဲ့ဟောပေါ့အငိမ့်တွေရှိမယ်ပေါ့ပြီးတော့ဟိုမန်လေးကတ်တွန်းဆရာတွေကနေပြဇက်ကမယ်အဲ့လိုအသေးသေးလှုပ်ထားပါတယ်အဲ့တော့အဲ့ဒီကြာကြီးအောင်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဘလော့ ောင်းပါတယ်နှစ်တရာပြည့်ဆိုတော့နှစ်တရာပြည့်ဆိုတော့ဒါကတ်တုန်းစရာတွေလည်းစူးစီစီပြန်တွေ့ရတာပေါ့။နှုတ်မဆိုရင်ကတ်တုန်းစရာတွေကကြီးငယ်လာမြေပေါ့။နည်းနည်းတကောတရားဖြစ်နေကြတယ်တရားနဲ့တရားပေါ့။ဒုနဲ့တူကမတွေ့ပြကြဘူးလေ။နှစ်တရာပြည့်ကတော့ဒါမဖြစ်မနေလာကြအောင်။ကြုံခဲ့တယ်ပေါ့နှစ်တရာပြည့်။အဲ့တော့ရောက်အောင်လာကြတော့တွေ့ရဆုံးရတယ်။ဒီပွဲကြီးကလည်းဖြစ်တယ်မဟုတ်လား။ပြပွဲမှာစာပေဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ပြီးမန်လီကတ်တုန်းစရာတွေကို ပြဆက်ကပြတင်ဆက်ခဲ့သလိုရန်ကုန်သူငယ်ကတ်တုန်ဆရာတွေကလည်းအငိမ့်ကပြဖျော်ဖြေခဲ့ပါဗါးကတ်တုန်နှစ်တရာပြပွဲတော်ကိုလာရောက်ကြည့်ရှုတဲ့ပရိသတ်တွေဟာထင်ရှားကြော်ကြားတဲ့ကတ်တုန်ဆက်ကောင်အယုတ်တွေနဲ့တပြောတပါတပ်ပုံတွဲရိုက်နေတာကိုလည်းတွေ့ရပါဗါးပြပွဲကိုကလေးငယ်တွေကိုအုတ်ထင်းသူတွေကလိုက်လံပြတာတွေကိုလည်းတွေ့ရပြီးလိုက်ပါပို့ဆောင်တဲ့မိဘတအူးကလည်းအခုလိုပြောပါဗါးအဲကလေးတွေကိုဒီလိုပဲကတ်တုန်သူတို့တွေကအခုခင်မှာじゃပကြီးတို့ပါတို့ကတ်တုန်ဝါသနာပါတာဦး ကြောင်းမာလဲပကြီးတင်တန်းနေတက်ပါညာဆိုတော့အဲ့နဲ့လိုက်ဖို့ဖြစ်တာပေါ့ဘလို့ခံစားရလဲဆိုတော့ပျော်ရွှင်မိပါတယ်ဒီလိုပဲမိသားစုနဲ့ကလေးတွေရောသူတို့တွေအနာဂတ်အတွက်ရောသူတို့တွေဒီလိုမျိုးဟလာဟိုပုံလေးတွေဆွဲဒီမှာပကြီးဆွဲတာလေးသူတို့ဝါသနာလဲပါတာဟုတ်အားကြောင့်လို့မြန်မာကတ်တုန်နှစ်တရားပြေးပွဲတော်ကိုဒီဇင်ဘာလ31ရက်နေ့အထိကျင်းပသွားမှာပဲဖြစ်ပါတယ်